တန်းလမ်းမြောင်ရေးတက်မတော် TNN အနေနဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေတိမ့်ပိုက်ထင်ချုံထားတဲ့မန္တလေးတိုင်းမုတ်ကုံးမြို့ကိုစောစုကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကလေးငယ်တို့ကိုပါဝင်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စောစုဟာမုတ်ကုံးမြို့အရှေ့ပိုင်းကအုံကန်းရက်ကွက်ကိုတိုက်ပွဲမဖြစ်ပွားပဲဇွန်25ရက်မနေ့ကည7:23မိနစ်မှာဂျက်ဖိုင်တာတိုက်လေရင်နဲ့ပေါင်250ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စောစုကတန်းပြီး တက်မဟာလေးနယ်မြေမိုးကုံမြို့အုံကန်းရက်ွက်ကိုဂျက်ဖိုင်တာနဲ့ပေါင်250ပုံတလုံးဓာရောက်ကျဲစားတိုက်ခိုက်တာကြောင့်ကလေးငယ်တို့အပါဝင်ပြည်သူနှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း PNN တွေကသတင်းထုတ်ပြန်ထားပါတယ်။စိုးစုရဲ့ဘုံချဲချမှုကြောင့်ကလေးငယ်တို့ဦးနဲ့အမျိုးသားတို့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်၅လုံးနဲ့ဖုံးကြီးကြောင်တစ်ကြောင်ထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ဒါအပြင်ဇွန်24ရက်ညပိုင်းကလည်းကြောင်မန်းမြို့ကိုစိုးစွရဲ့ jet fighter နဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ပြီးတော့ကလေးငယ်နှုတ်အပါဝင်14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေ49လုံးနဲ့စာတင်ကြောင်းနှစ်ကြောင်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။